အားလုံးဝင်ပါပါခင်ဗျာပရမလုံးကြီးဖြစ်နော်ဒီဟာကြီးကမစ္စထရီကြီးပေါ့ဗျာဆော့ဖြစ်သလားဟမ်ကျွန်တော်ဒီသူ့ကိုဒီလာဖို့ကူညီဘူးတယ်ဗျာဒီမှာဗီဇာသူ့ရအောင်လုပ်ပေးတယ်ဒီရရအောင်သူ့ကိုအကူအညီရဖို့ဟာတလူတွေနဲ့ပြောပေးတယ်ဗျာပြီးကြတော့ကျွန်တော်ကိုဆဲလိုက်တာဆဲလိုက်တာဆဲတယ်ဒီကောင်မ နော်အဲသူကလည်းသူအကျိုးပေးတာပဲဗျာနော်အဲဒီကောင်းကဆန်သူတော့မဟုတ်ဘူးဗျာသူသာမောင်ကိုဆိုတာနော်သူသာမောင်မင်းလေးကိုအမလေးရဲသွားတိုင်မလေးဘာလေးညာလေးသူကပဲအဲသူကလည်းတပြန်နော်သူပြောလိုက်တာဗာလဲဆိုကြ UN နဲ့လုံနေပြီဆိုကြသူအင်း UN ကလည်းအဲဝါဝါနဲ့အဲကြောင်ကရွန်းပြင်းတဲ့ဇေယတောင်ပိုင်းကျော် တွေ့ကြပြီလို့ကျွန်တော်အဲ့ဒါလေးပဲရေးလိုက်တာနော် UN ကလည်းအကျင့်ပြတ်ခြာစားနေတာသူကလည်းအကျင့်ပြတ်ခြာစားတာကျွန်တော်တီးပြီးသားအဲ့ဒီစလုံးလေး comment လုပ်ရတာလေးနဲ့ကျွန်တော်ဆဲတာဆဲတာအဲဆဲပြီးကျွန်တော်ဒီခါလေးရေးဆန်တာတိုင်းနဲ့အခုသွားနေပြီဘာညာနဲ့ဆိုနော်အော်ကျွန်တော်လည်းอืมနော်တော့ပြောက်သွားပါလိမ့်။ဟိုပြန်စားလိမ့်မယ်တူတယ်။နော်။ဟောဒီမှာ။ Malaysia နိုင်ငံမှာ ်နေပြန်စမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရောက်ရှိနေထိုင်နေတဲ့ဒူဇာမောင်ကောရရှိဒက်ပင်ဒီအပ်တူအက်ဇီဟာမလေးရှားနိုင်ငံမှာမြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီကိုဖွဲ့စည်းပြီးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကရင်းအဖွဲ့အစည်းမှာရရှိတဲ့ငွေကြေးအကျိုးအမြတ်များနဲ့အကြမ်းဖက်အုပ်စုဖြစ်တဲ့ NUG အဖွဲ့ကိုငွေကြေးထောက်ပံ့ခြင်း NUG အဖွဲ့အတွက်ရန်ကုန်ငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့တာကြောင့်၎င်းကိုမြေသားမျိုးနဲ့မြေသားမျိုးမရေဆက်ကမ်းမှာ ပါဆောင်140မြင်းဆောင်2020အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာ52ကကြီပြင်အမှုဖွင့်ပြီးမြစ်သားမြို့နယ်တရားရုံးသို့ရင်ဥပဒေပုံမှာ52ကကြီရာဇဝိကျင့်တော်ဥပဒေပုံမှာ912ပြင်တရားစွဲဆိုခဲ့ရာမြို့နယ်တရားရုံးကရာဇဝိအထွေထွေမှုအမှန်ကိုမြင်းဆောင်2023ပြင်လက်ခံစစ်ဆေးပြီး2023ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာဖော်ဝေါ်ထုတ်စစ်ခဲ့ပါတယ် အခုကဒူစာမှ၎င်းရဲ့ခင်မောစောတန်းတင်ဝဲနဲ့သာသမီ၃ဦးတို့ဟာမြန်မာနိုင်ငံအတွင်းတရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရမိတာကြောင့်စစ်ဆေးဖော်ထုတ်ချက်အရဒူစာမောင်ဟာ MMRC အဖွဲ့ကိုဖွဲ့စည်းပြီး UNHCR နဲ့ NGO INGO ဖွဲ့စည်းရတဲ့မှာအထောက်ပံ့များရရှိရန်ဆောင်ရွက်ပြီးရရှိတဲ့အထောက်ပံ့များကိုတရားမဝင်ရွှေ့ပြောင်းလုပ်သားများအား MMRC အဖွဲ့မှထောက်ပံ့ကြောင်းလေးလေးကအဖွဲ့ဝင်များဖြစ်အောင်စီရင်ခြင်းအကြောင်းအမျိုးမျိုးကြောင့်တရားမဝင်ရောက်ရှိလာသူများကို UNHCR ရဲ့ဒုက္ခသည်အတိအမှတ်ပြုလက်မှတ်ရရှိအောင်စောင့်ရဲ့ပေးခြင်းဖြင့်ရရှိတဲ့ငွေကြေးအကျိုးအမြတ်များနဲ့၎င်းရဲ့မိသားစုအကျိုးစီးပွားပြုလုပ်ခြင်းအကြံပေးအုပ်စုဖြစ်တဲ့ NUG နဲ့ရေးရဲ့လက်အောက်ခံများကိုငွေကြေးပြုတန်းခြင်းရန်မုံငွေရှာဖွေပံ့ပိုးခြင်းများပြုလုပ်ကြောင်းတွေးရှိရတဲ့အတွက်၎င်းတို့ကိုဥပဒေနဲ့အညီဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသက်ဆိုင်ရာမှသိရှိရပါတယ်ရှင်